ဘကိုးတိုင်းဒေသကြီးတန်ကူမြို့တမိုင်းဝင်ရှီစံတော်စီတီတော်မြကြီးမှာအော်တိုဘာလ6ရက်နေ့သတင်းကြော်လာပြင်းနေညမှာစီမီကိုတော်ထွန်းညိပူဇော်မှာဖြစ်ပြီး64ကျင်းမြောက်တန်ငါပါဝါရန္တာပြူပွဲနဲ့စွမ်းစံစိန်လောင်းလူပူဇော်ပွဲကိုလည်းစီကားတိုင်းမြိတ်စွာကျင်းပတော်မှာဖြစ်ကြောင်းသိရပါတယ်။သတင်းကြော်လာပြင်းနေမနက်ပိုင်းအချိန်မှာဆရာတော်ကြီးတွေထံကနေတရားတော်များနှာယူခြင်းဥပုသ်တီလာစောက်တီခြင်းတို့နဲ့ကုသပြုကြမှာဖြစ်ကြောင်းသိရပါတယ်။လာပြင်းနေရဲ့မွန်လွဲပိုင်းအချိန်မှာတမိုင်းဝင်ရွှေစံတော်စီတီတော်မြကြီးရဲ့ရင်မြေတော်မှာရှိတဲ့ ကနဝင်ကူကန်းတိန်တော်ကြီးမှာတန်ဃာတော်389ပါတိလရှင်အပါတရားတို့ကိုပဝါရဏပြုမှာဖြစ်ပြီးစွမ်းစံစိန်နဲ့လှူပွဲဝိထုပစ္စည်းစုစုတို့ကိုလောင်းလို့ပူဇော်တော်မှာဖြစ်ကြောင်းသိရပါဗျ။အဲဒီနောက်သတင်းကျွတ်လာပြည့်နှစ်ညပိုင်းမှာည9:00နာရီကစတင်ပြီး ရွှေစံတော်ဇီတိတော်မြတ်ကြီးကိုစီမီကိုးတော်ဖြင့်ထွန်းညင်ပူဇော်တော်မှာဖြစ်ကြောင်းသိရပါဗျ။စီမီကိုးတော်ထွန်းညင်ပူဇော်ပွဲနဲ့အတူမုံစည်းတန်းတွေတောင်ငုခရိုင်ဒေသထွက်အစားအစာနဲ့အသုံးဆောင်ပစ္စည်းတွေရောင်းချမှာဖြစ်ပြီးဖြိုဖြိုးအစီအစဉ်တွေလည်းထည့်သွင်းပြီးစီကားတိုက်မြင့်စွာကျင်းပတော်မှာဖြစ်ကြောင်းတောင်ငုမြို့တမိုင်းဝင်ရွှေစံတော်ဇီတိတော်မြတ်ကြီးကောဘကအဖွဲ့ထံကလည်းသိရပါဗျ။